လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာနိုင်ဖို့ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်က Roman Catholic ခရစ်ယာန်ဘာသာဝင်တွေ၃လကြာအဓိဋ္ဌာန်ယူဝတ်ပြုဆုတောင်းပွဲတစ်ခုပြုလုပ်နေပါတယ်ဒီသတင်းကိုခွန်ဘတာတင်ဆက်ထားပါတယ်ရှင်လာမယ့်85ရွေးကောက်ပွဲမှာတရားမျှတပြီးလှူလာတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာဖို့အတွက်ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်အတွင်းကရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေအားလုံးက၃လကြာတဲ့ဝတ်ပြုဆုတောင်းပွဲတွေပြုလုပ်နေကြပါတယ် ဟက်ဒီဆုတောင်ပွဲတကူဖဲခုံမြွတ်နယ်ကဘုန်းကြီးကျောင်းတွေနဲ့မိုးပြမြို့ကဖျားကျောင်းတွေမှာကျင်းပနေကြတာဖြစ်ပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာဆရာတော်ကြီးများရဲ့အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရနော်လာမယ့်ယူကပွဲကြီးအတွက်ဆိုပြီးထူးဆုတောင်းပေးရမယ်လို့တမထားပါတယ်အဲတော့ဒီဖဲခုံကယောက်ကလေးတာဒနာနေနဲ့ကလည်းဒီကတဲ့အတုံးပါလောင်တော့ကအစည်းအဝေးတစ်ခုပြုလုပ်ပါတယ်ဆရာတော်ရဟန်းတို့များအားလုံးကနေပြီးတော့မှတိုက်နေအသီးသီးမှလည်းဒီလိုမျိုးအထူးဆုတောင်းခြင်း ဟိုပြုလုပ်ဖို့ဆိုပြီးတော့မှတာမထားတဲ့အတွက်ကြောင့်မလို့နော်ဒီအခုတပတ်ကတော့မူပြအလဲကြတာပေါ့ဒီစူတောင်းပွဲကြတော့ဒီဒီတိုက်နယ်အဆင့်အနေနဲ့တာမထားတာတော့ရှိပါတယ်တိုက်နယ်အလိုက်ပေါ့နော်ဖက်ကောဂန်ကတိတာမနာထဲမှာဆိုလို့ရှိရင်တော့တိုက်နယ်73ခုရှိတဲ့ထဲမှာနော်အဲတချို့တိုက်နယ်ကြီးကြီးတလို့6ရက်5ရက်အဲ့ဒီလိုမျိုးပြုလုပ်ကြတာတော့ရှိပါတယ်အဲ့တော့ဒီ3လအတွင်းကတော့ဒီ ိုက်နေတိုင်းကနေပြီးတော့မှတိုက်နေပြီးတိုက်နေအဲဒီလိုမျိုးပြုလုပ်တော့ဖို့အစီအစဉ်ရှိပါတယ်မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ကောင်းဆောင်တေးလွတ်တော်အမတ်တွေအတွက်လည်းအထူးဆုတောင်းပေးရမယ့်အချိန်ဖြစ်တယ်လို့လည်းပြောပါတယ်ရွေးကောက်ပွဲမှာမဲလိမ်မဲခိုးချင်းချောက်မှုအဂတိလိုက်စားမှုမဲမတမမှုတွေမရှိအောင်ဆုတောင်းပေးတာတွေလည်းဖြစ်တယ်လို့လည်းသိရပါတယ် ပြခဲ့တဲ့2010ရွေးကောက်ပွဲတုန်းကလည်းတလကြာဝေးပြုစုတောင်းပြုလုပ်ခဲ့ပြီးဒီနေ့မှာတော့3လအကြာရွေးကောက်ပွဲပြီးတဲ့အထိပြုလုပ်သွားမှာဖြစ်ပါတယ်။စုတောင်းပွဲကိုပြခဲ့တဲ့အော်ကူလာနီယက်နေကစတင်ပြီးတနင်္ဂနွေလုံးကရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေအားလုံးတိုက်နယ်အသီးသီးကဘာသာတူတွေလည်းရွေးကောက်ပွဲအတွက်စုတောင်းပွဲတွေကျင်းပနေကြတာဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ။